ဒီတပ်ဖွဲ့တွေဒါတစ်ခုနဲ့တစ်ခုလက်ချင်းချိတ်ဆက်မိသွားပြီဆိုတဲ့ခါကျရင်စစ်ကောင်စီအတွက်တကယ်ကိုကိုကြိုးနေမဲ့ဖြစ်တယ်ဖြစ်ပါလာပါဒီတစ်ခေါက်မှာအာခတ်တ.အေအေရဲ့ဘောနော်ဒီထိုးစစ်တွေနဲ့ပတ်သက်လို့ဘောနော်တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့ပတ်သက်လို့ကျွန်တော်သိရတဲ့သူကြဖြစ်စဉ်တွေအကြောင်းအရာတွေသတင်းတွေပြောပြပေးမယ်ဘောနော် ်ပထမဆုံးတော့ဒါ Negan Town view ဟာဂုံးပေါ့အဲ့ဂုံးကိုထိုးစစ်ဆင်နေခဲ့တာ29ရက်နေ့ကနေစပြီးတော့ပြန်ပြီးပြင်းထန်လာတာဒီနေ့ဒီချိန်ထိပဲပေါ့နော်အဲ့မှာစစ်ကောင်စီက drone ပြင်အဲလေကြောင်းပစ်ကူလက်နက်ကြီးအမြောက်ပြီးတော့ဒါအဲ့ထဲမှာဆိုရင်ဖောဖောတိတိပြန်ပြီးတော့တုံးလာတဲ့ဟာက drone ပေါ့နော်အဲ drone ရဲ့တိုက်ခိုက်ပုံပြန်ပြီးတော့ပြောရမယ်ဆို drone ကသူတို့အခုနောက်ပိုင်းတိုက်ခိုက်တဲ့ပုံစံဘယ်လိုဖြစ်လာလဲဆိုတော့ drone တစ်စင်းဒါတက်တယ်ပေါ့နော်တက်တဲ့အချိန်မှာတိုက်ခိုက်ရေး drone ထားပါတော့ဒီမှာဘုံသီးပါတခါလဲပါတယ်ပါပြီးတော့ဒီ drone ကတက်တယ်တက်ပြီးတော့အဲ့နေရာမှာ ဒါသူကျဲမဲ့နေရာရောက်ပြီပေါ့နော်ကျဲမဲ့နေရာရောက်လို့ကျဲမယ်ဒီဘုံကျဲမယ်ပေါ့နော်အဲ့လိုမျိုးကျဲဖို့သွားနေတဲ့အချိန်မှာနောက်တစ်စီးကထက်တက်တယ်ထက်တက်ပြီးတော့အဲ့မှာဘုံကျဲတယ်နောက်တစ်စီးလာတယ်ဘုံကျဲတယ်နောက်တစ်စီးလာတယ်ဘုံကျဲအဲ့လိုပုံစံမျိုးတောင်မှ drone ကိုဘောဘောတီတီပြန်ပြီးတော့အသုံးပြုလာတာဖြစ်တယ်ပြီးရင် drone ရဲ့ niche စနစ်ကိုအဲ့လိုပုံစံမျိုးပြန်ပြီးတော့တိုင်နီးစနစ်ပေါ့နော်တိုင်နီးစနစ်ကိုအဲ့လိုပုံစံမျိုးပြန်သုံးလာတာ ਈ တွေ့ရတယ်ပြီးတော့အဲ့ဘုံအဲ့ဘုံနေတဲ့မှာမှကြွားဒီဓာတ်ဥစိမ့်ငွေသုံးတဲ့ဟာမျိုးတွေ damage ဘုံတွေအဲဒါမျိုးပုံစံမျိုးတွေသုံးတယ်အဓိကတော့ဒီအစိမ့်ငွေဘုံချတဲ့အခါမှာ ကိုလက်မအိပ်ပတာတွေဖြစ်တယ်အဲရွှေရှားဖို့အတွက်ကိုခက်ခဲသွားတာတွေပြုတ်ခွေသွားတာတွေဒါမျိုးပုံစံမျိုးတွေဖြစ်တယ်အဲ့လိုဖြစ်တဲ့အချိန်ပေါ့နော်အဲ့ချိန်မှာမတည်ခြင်းမပြုတ်ခြင်းမပြေးနိုင်မလွှားနိုင်တဲ့ဒါမျိုးဖြစ်နေတဲ့အချိန်ကျမှနောက်ကနေပြီးတော့ဒါ damage ပေးတဲ့ပုံကထပ်ပြီးတော့ကျေချတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ drone ကိုစင်စက်မပြတ်သုံးနေတဲ့ပုံစံမျိုးတွေပိုလောက်လာတယ်ပေါ့နော်အဲဒါကြီးလဲဒါဒေါ်လိုင်းတက်ဖွဲ့အနေနဲ့ဖြည့်ရှင်းနိုင်ဖို့အတွက်တည်ထားတင်တဲ့ထင်လို့ပါပေါ့နော်အဲနောက်တစ်ခါဒါဒီ viewer ကိုမကြဖို့အတွက်ကိုတို့အသေးအတန်စူးစမ်းနေတယ်စူးစမ်းနေတဲ့အချိန်မှာဒါစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကိုလည်း အဲတောက်လျှောက်တောက်လျှောက်ပေါ့နော်နောက်လျှောက်ဒီတခြားနေရာတွေကဒါလေချောင်းတိုက်ခိုက်မှုတို့တောင်းတယ်တောင်းတဲ့အချိန်မှာတချို့မပေးနိုင်တဲ့နေရာတွေမပေးတဲ့နေရာတွေရှိတယ်ဒါပေမဲ့ဒီအခုနေရာကိုတော့တောက်လျှောက်ပေးတယ်လို့သိရတယ်ပေါ့နော်အဲဟိုတောင်းပြီတောင်းပြီဆိုတာနဲ့တန်းပြီးတော့လေရင်တက်နိုင်အောင်တို့ပြင်ဆင်ထားရရှိတယ်ပြီးရင်အဲ့နေရာကိုထက်ချင်းသွားပြီးတော့လေရင်ကျဲနိုင်ဖို့အတွက်ကိုလှုပ်တာမျိုးရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်ကြောက်ဖြူတိုက်ပွဲပေါ့နော်ကြောက်ဖြူတိုက်ပွဲကလည်းပုံမှန်တိုင်းပဲပြင်းထန်နေတယ် ကြည်ရတော့တာအေကအာရခတတော်အေကဒီမြို့မနာဖို့လူတို့မနာဖို့အတွက်ကိုအဲထိမ်းပြီးတော့လုပ်နေတဲ့ပုံစံမျိုးတွေလည်းဒါကျွန်တော်ယူဆမိတယ်ဗောနော်အဲဘာလို့လဲဆိုတော့အဲအခုနောက်ပိုင်းဒါတက်ပြီးတော့သွားတိုက်တယ်အဲပြင်ပြန်ပြီးတော့ဆုပ်ဖွဲ့တယ်ပြန်သွားတိုက်တယ်ဆုပ်ဖွဲ့တယ်အချိုးမြတ်ရလာတယ်ယူတယ်အဲဒါမျိုးပုံစံမျိုးတွေကအဲဒီလိုဒီလိုပုံစံမျိုးတွေကိုကြားရတာများတယ်ဗောနော်အဲအဲကြတော့အဲ့နေရာမှာဒီမြို့ကိုဒီကြောက်ဖြူမြို့ကိုတိုက်တဲ့ချိန်မှာတော့အဲ့လိုပုံစံမျိုးနဲ့ ထိမ့်သိမ့်ပြီးတော့လုံနေရတဲ့ဟာကိုလည်းတွေ့ရတယ်ပေါ့နော်ဒါဘာကြောင့်ဖြစ်မလဲဆိုတော့တို့ကပို့ပြီးတော့သိပါလိမ့်မယ်ပြီးတော့ဒါကျွန်တော်ဟိုရက်ကပြောခဲ့တဲ့ဟာရှိတယ်ဒီကြောက်ဖြူနဲ့ပတ်သက်လို့ပေါ့နော်အဲဒီစစ်ကောင်စီတပ်သားတွေကအာရခတ်တက်တော့ AA ကိုမတိုက်ခိုက်ရဲတော့တဲ့ခါကျတော့တို့ထွက်ပြေးကြထွက်ပြေးတဲ့အချိန်မှာလက်နက်တွေခဲရနေပါပါတယ်တို့ကိုနေရာပေးထားတဲ့နေရပါတော့အတိုက်ဖို့အတွက်ဒါတတ်မှတ်ပေးထားတဲ့နေရအဲ့နေရကနေမှဒါရှေ့ကိုလည်းဆက်မတိုက်ဖဲနဲ့နောက်ကိုလည်းပြန်လာတာမဟုတ်ဘူးလုံးဝဒါကြားထဲမှာထွက်ပြေးတာပေါ့နော်ထွက်ပြေးတဲ့ပုံစံမျိုးပြေးတဲ့ခါမှာသူက ီလူနေအိမ်ခြေတွေကြားတွေပြင်ရက်ွက်ယူရက်ွက်ကြအဲ့လိုတွေကိုပြေးတယ်ပြေးတဲ့ခါမှာလိုက်ပြီးတော့ရှာဖွေတဲ့ခါမှာအော်တောင်းနေနေဖြစ်တယ်ဆိုပြီးတော့ဒါရှေ့ရှေ့ရမှာဒါကျွန်တော်ပြောခဲ့ဘူးလေပေါ့နော်ဘာလို့လဲဆိုတော့သူကစစ်ကြောင်းထိုးလာတာလားအဲဒီဖမ်းဆီးဖို့အတွက်လားဘာလားညာလားဒါမျိုးတွေမသိပဲမသိတဲ့ခါကျတော့ပြည်သူကတင်းရှောင်ရတာတွေထွက်ပြေးရတာတွေအဲပြင်စူပူစူစူပူပူတွေဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်ရှေ့ရမှာပြောခဲ့တာအခုအဲ့မှာဘာထပ်ဖြစ်လဲဆိုတော့ဒါအဲ့လိုမျိုးသူတို့ထွက်ပြေးသွားပါတယ်လို့ယူဆရတဲ့လမ်းကြောင်းတွေမှာရှိတဲ့ တို့မတင်ကြပါဘူးဆိုတော့အိမ်နေပေါ့နော်ဒေတာကန်နေပေါ့အဓိကအဲ့လိုဒေတာကန်နေကိုဖန်းစည်းတာတွေလောက်လာလဲဆိုပြီးတော့လဲသိရတယ်ပေါ့နော်ငါဘောက်လဲဆိုတော့အကြောင်းပြချက်ကကြတော့ဒီလိုမျိုးထွက်ပြေးသွားတဲ့စစ်သားတွေရဲ့တရင်ကိုမပေးရကောင်းလားပေါ့နော်ဒီလမ်းကြောင်းကထွက်ပြေးတာကိုမသိဘူးလားအဲပြီးတော့ကြတော့ဒါလက်ခံထားတာမျိုး ဖွဲ့ပေးထားတာမျိုးဒါမျိုးပုံစံမျိုးလုတ်လုတ်လုတ်တာလားလုတ်ရကောင်းလားဒါမျိုးနဲ့ဆွဆွဲပြီးတော့ဗောနော်မတရားသဖြင့်ဖမ်းဆီးတာမျိုးတွေကအစားလုတ်လာနေတယ်ဆိုပြီးတော့သိရတယ်ဒေသခံတွေအတွက်ကတော်တော်လေးဒုက္ခရောက်တာဗောနော်စစ်တပ်ရှိနေသေးရေးကတော့အဆင်မပြေဘူးတခုပြောချင်တာအဲ့လိုဗောတခုခုဆိုရင်ပြည်သူကိုပဲလှည့်ပြီးတော့ပြဿနာရှာနေတဲ့ဒီလိုတရောင်းစားတွေမရှိမှကိုအေးမှာဒီစစ်သားတွေဆိုတာကသူ့ရဲ့စစ်သားတွေလေသူတို့ဘာသာသူတို့ထိန်းသိမ်းရမှာလေမပြည့်အောင်သူတို့လုပ်ရမှာလေမပြည့်အောင်သူတို့ဘာသာထိန်းချုပ်ရမှာဗျာ အဲ့လိုမျိုးပြေးပြီဆိုရင်ဘာကြောင့်လဲဆိုတာကိုအဖြေမရှာဘဲနဲ့ဒီလိုမျိုးပြေးတဲ့ဟာကိုမတိမပေးရကောင်းလားဆိုပြီးတော့ပြည်သူကိုလှည့်ပြီးတော့ရန်ရှာရတာကြဒါမှရိုင်းလွန်းနေပါတော့เนาะအဲ့ကြဒီကောင်နေကြာရှုံးရှည်မြဲအကြောင်းရင်းနေတဲ့မှာဒါတွေလည်းပါတယ်အဲ့ဒါအကြောင်းမလို့ကိုပဲဒီကောင်နေအခုလိုမျိုးဒါကြာရှုံးနေတာဖြစ်တယ်အပြီးတော့ပြည်သူလူထုရဲ့ထောက်ခံမှုပေါ့เนาะဒါမျိုးပုံစံမျိုးတွေလှုပ်လေသူတို့ထောက်ခံမှုကြာရှုံးလေပဲအဲ့လိုကြာရှုံးလေလေတော်လိုင်းတက်ဖွဲ့တွေဘက်ကအောင်မြင်လေလေပဲဒါအမှန်ပဲဘာဖြစ်လို့လဲဆိုတော့ပြည်သူကမတရားနှိပ်စက်ခံရပါပြီဆိုတဲ့ခါကြရင် သူတို့အကူရမယ်အဖွဲကိုသူတို့သွားပြီးတော့တိုင်တန်းတာမျိုးတွေလုပ်တယ်အထားပါတော့ဒီဒီစစ်ကောင်စီရပါတော့ဒီနေရာတစ်ခုမှာဒါဂိတ်ဂိတ်ချရဲချပြီးရတဲ့ပြည်သူအနိုင်ကျင့်တာမျိုးတွေပတ်စံတောင်းတာမျိုးတွေအဲခုနလိုပေါ့နော်ဟိုရိုက်နှက်တာမျိုးတွေလုပ်ပြီးဆိုရင်သူတို့မကြည်နဲ့ဘူးမကြည်နဲ့တဲ့ခါကျရင်သူတို့ကိုပြန်ပြီးတော့အပြစ်ပေးနိုင်မဲ့ခုနလိုတော်လိုင်းတစ်ဖွဲ့တွေစီကိုသွားတိုင်တယ်ဒါထုံးစံပဲ ဘာလို့ဆိုတော့မင်းတို့ပြည်သူကိုနှိပ်စက်တာမင်းတို့ပြည်သူကိုကာကွယ်ရမယ်ဆိုတာနှိပ်စက်နေတာဖြစ်တဲ့အတွက်တကယ်ကာကွယ်ပေးနိုင်မဲ့သူစီကိုသွားတိုင်တာအဲတော့ကြာအဲ့လိုမျိုးဒီကောင်တွေလှုပ်လေလေပြည်သူကသူတို့ရဲ့သတင်းအချက်အလက်တွေကိုတော်လိုင်းတပ်ဖွဲ့တွေစီကိုပေးလိမ့်မယ်အဲ့တော့ဒီကောင်တွေတေချာပေါက်ကြရှုံးမှာပဲအဲအခုလည်းအဲ့လိုပုံစံမျိုးတွေဖြစ်နေတာပြီးတော့သူတို့ကလည်းအဲ့လိုမလှုပ်ဘဲမနေဘူးဘာဖြစ်လို့လဲဆိုတော့ဒီလက်နဲ့လက်နဲ့ချင်းဆိုရင်ဘလို့မှမနိုင်တော့ဘူးမြေပြင်မှာသူ့ဘက်သူလေကြောင်းပဲဖြစ်ဖြစ်ခုနကလို့ drone ပဲဖြစ်ဖြစ်ပေါ့နော် လက်နက်ကြီးပဲဖြစ်ဖြစ်အမြောက်ပဲဖြစ်ဖြစ်နေရာတစ်ခုကိုတိမ့်ပိုက်ဖို့အတွက်အဲ့အရာတွေဘလောက်ပဲတာနေအောင်တကယ်မြေပြင်မှာစိုးမိုးရမယ်ဒီခုနလိုချင်းမွေးရတက်ကအရေးချင်းမရှိဘူးဆိုရင်သွားတာပဲပေါ့နော်အဲ့အဲ့တော့ကျတော့သူကဒီလက်နက်လက်နက်ချင်းမှာမနိုင်ဘူးမနိုင်တဲ့အခါမှာလက်နက်မဲ့ပြည်သူကိုသွားပြီးတော့နိုင်ကျင်တာတွေလုပ်တယ်ပေါ့နော်ဒါလည်းအဲ့ဒီကြောက်ဖြူမှာတီးရတဲ့ဟာပေါ့နော်နောက်တစ်ခုကတော့ဒါငတိုင်းချောင်းပေါ့နော် AR ဘက်မှာအခါတက်တော့ AA နဲ့ပူပေါင်းတက်ဖွဲ့တွေရဲ့ထိုးစစ်ကြောင်းမလို့ ဒါစစ်ကောင်စီဘက်ကလက်နက်ကြီး၄ချောင်းဒါနဲ့ရန်တမ်းပစ်ခတ်လို့ပြည်သူတွေထိခိုက်တာလည်းရှိတယ်တိုက်ပွဲတွေကလည်းတကယ်ပြင်းထန်တယ်အဲပြီးတော့အဲဒီလင်းမျက်နာတို့အဲငတိုင်းချောင်းတို့ရေကြီးတို့ဒီလိုနေရာမှာရှိတဲ့အချို့ရွာနေချို့ဆက်ကဒါဒေသခံတွေကဒါစစ်ဘေးရှောင်ရတာမျိုးတွေလည်းလှုပ်လာကြပြီဆိုတာလည်းသိရတယ်ဗောနော်အဲစစ်ကောင်စီကဘလောက်တောင်မှယုံမာနေတယ်လဲဆိုတော့ဒီရေကြီးအမြောက်တက်ဗောနော်အမတ344ရဲ့ဒီအနီးနားမှာအမတ344အပြင်သူအနီးနားမှာရှိတဲ့စကားစကန်းတွေကနေပြောသူကလက်နက်ကြီးတွေအမြောက်တွေ အဲပြီးရင် drone တွေပြီးတော့လေကြောင်းအပြင်ကိုမှပါရမိုတာပေါ့နော်ဒီဒီဆက်တက်လေတီးတွေနဲ့ပါလိုက်ပြီးတော့ဒီနီနာပတ်ဝန်းကျင်မှာပြကွင်းမြင်ကွင်းရှင်းတို့ပုံစံမျိုးတွေလုပ်တယ်ပြီးရင်ဒေသခံတွေထွက်ပြေးတိမ်းရှောင်အောင်တမင်လုပ်တယ်အဲပြီးတော့ဒီပြည်သူတွေကိုထိခိုက်အောင်နစ်နာအောင်လုပ်နေတာဖြစ်တဲ့အတွက်အဲတေဆုံးသူတွေရှိလာတယ်ထိခိုက်တန်ရာရသူတွေ20ကျော်အထိရှိလာတယ်ပေါ့နော်အဲအိုက်ဘက်ချမ်းတွေမှာစစ်ကောင်စီရဲ့ရုံမာမှုတွေကိုပို့ပို့ပြီးတော့ဒါဒေသခံတွေခံစားနေရတာတွေရှိတယ်ပေါ့နော်အဲပြီးတော့ကျတော့ ဒီလာနိုင်တဲ့လမ်းကြောင်းတွေတစ်လျှောက်လုံးမှာလည်းအင်အားတွေဖြစ်တင်တာတွေလုပ်တယ်ပြီးတော့အာရခတက်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကအရာဝီတိုင်းတွင်းကိုဝင်မဲ့ဟာမှာသူတို့ဘလောက်တောင်မှကြောက်လန့်တကြဖြစ်နေတယ်လဲဒီနေရာမျိုးတွေကသူတို့အတွက်ဘလောက်ရည်ကြီးနေတယ်လဲဆိုတဲ့ဟာကိုသူတို့သိတဲ့အတွက်အခုလိုမျိုးတွေရက်ဆက်ရုံမှမှုတွေလောက်တာပေါ့နော်တကယ်လဲဒါအရာဝီတိုင်းတွင်းကဒါအာရခတက်တော် AA နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ကတကယ်ကြောက်စရာကောင်းတယ်ပေါ့နော်အောက်ဘက်ကိုဆက်ဆင်းလာလိုက်ရင်တိတ်မွေးတော့တဲ့နေရာမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိတဲ့ ဒါနတ်တခရှိတဲ့ဒါပသိမ်ပေါ့လေနော်ပသိမ်လိုနေရာမျိုးရောက်မယ်အဲ့နေရာမှာလည်းတက်တဲ့အများကြီးရှိတယ်ပြီးတော့ကျသူတို့အတွက်အရေးကြီးနေရာတစ်ခုလည်းဖြစ်သလိုသင်တန်းကျောင်းတွေလည်းအများကြီးရှိတဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့ဒီကနေဆိုရင်ဆက်သွားလိုက်ရင်베리베리မွေးဘူးဆိုတာအားလုံးကသိတယ်အဲ့ဒီလိုမျိုးကြောက်မှုလို့လည်းဒီကောင်တွေက ဒီအခုဖြစ်တဲ့နေရာဒီမှာအသေးအံကာကွယ်နေတာဖြစ်တယ်နောက်တစ်ခုကဒါနယ်ရေကန်တောင်ပြူဟာစကန်ကုန်းကနေဆက်ပြီးသွားမယ်ဆိုရင်လည်းမကွေဒါမင်းလာပွင့်ဖြူအဲဒီလိုနေရာမျိုးတွေကိုတန်းနေတာပဲဗောနော်ဒီနေရာတွေကလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကဗောနော်စစ်ရေးရအသာစီးရဖို့စူးစမ်းနေတဲ့အတွက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတဲ့နေရာဖြစ်တဲ့ဒါမင်းလာတို့ဒါဒါဒီလိုနေရာမျိုးတွေဆိုရင်အခုနောက်ပိုင်းမှာတော်တော်လေးပြင်းပြင်းထန်ထန်နဲ့တိုက်ပွဲတွေဖြစ်ပွားနေရရှိတယ်။အဲ့တော့ဒီတပ်ဖွဲ့တွေဒါတစ်ခုနဲ့တစ်ခုလက်ချင်းချိတ်ဆက်မိသွားပြီဆိုတဲ့အခါကျရင်စစ်ကောင်စီအတွက်တကယ်ကိုကိုကြိုးနေမဲ့အဖြစ်တွေဖြစ်မှာ ပြီးတော့ဒါလုံးဝတော်လိုင်းရဲ့အလှည့်ပြောင်းဆိုတဲ့ပုံစံမျိုးတွေတော့ဖြစ်သွားနိုင်တဲ့အနေအထားတွေရှိတယ်ဗောနော။အဲဒါကြောင့်ဒီလိုနေရာမျိုးတွေဒီလိုနေမြေတွေကိုတို့အသေးအံထိမှုအတွက်စူးစမ်းတဲ့အခါမှာပြည်သူကိုလည်းမရှောင်တော့ဘူး။တော်လိုင်းတပ်ဖွဲ့တွေပြည်သူတွေဆိုပြီးတော့ခွဲခြားပြီးတော့တတ်မှတ်ပြီးတော့တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့နော်အားလုံးကိုတတ်တမတ်ထက်ရန်သူလို့သဘောထားပြီးတော့တိုက်ခိုက်နေတဲ့လုပ်ရက်တွေကတော်တော်လေးဆိုးွားတယ်ဗောနော။အဲ့တော့ဒီလိုနေရာတွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာဖို့ရင်းငွေတွေလည်းမြင်နေရသလိုပေါ့နော်အဲ့ဒီအတွက်လည်းဒါတော်လိုင်းတပ်ဖွဲ့တွေက စူးစမ်းမှာပဲအဓိကတော့စေရေးအတားစီရဖို့အတွက်ကိုပူပေါင်းတက်ဖွဲ့ရင်လည်းအခုလိုမျိုးတိုက်ပွဲတွေညင်ညင်ညွတ်နဲ့ဆင်နွှဲနိုင်ဖို့အတွက်ကိုတေချာပေါက်စူးစမ်းမှာစူးစမ်းမှာဖြစ်တဲ့အတွက်စစ်ကောင်စီကလည်းတေချာပေါက်ဒီနေရာတွေလက်လွတ်မဆုံးရှုံးရဖို့အတွက်ကိုအခုလိုပဲအသေးအတန်သူကတော့ဆက်ပြီးတော့ကာကွယ်ခုခံနေအောင်ပါဗောနော်အဲ့တော့ဘာတွေဖြစ်လာမလဲဆိုတော့တိုက်ပွဲတွေပိုပြီးပြင်းထန်လာတဲ့မြားဒါစစ်ပေးဆောင်တွေပိုပြီးတော့များလာမယ်တခုခုဆိုရင်ပြည်သူကိုရန်ရှာတက်တဲ့အတွက်ဗောနော်ဒါစစ်ကောင်စီကပြည်သူကိုရန်ရှာတက်တဲ့အတွက်ပြည်သူတွေပို့ပြီးတော့ဟာခုနလိုထိခိုက်နေတာမှုတွေပိုများလာနိုင်တယ် ပြီးတော့လမ်းကြောင်းပိတ်ဆို့မှုတွေလည်းရှိလာနိုင်တာဖြစ်တဲ့အတွက်ဒါကုန်စည်နှုန်းတွေပေါ့နော်အခြေခံစားသောက်ကုန်စည်နှုန်းတွေဒါမြင့်မားလာတာရှိနိုင်တယ်ရှားပါလာတာတွေဝယ်ယူလို့မရတာတွေပြတ်တောက်တာမျိုးတွေဒါမျိုးတွေအထိဖြစ်လာနိုင်တယ်အဲပြီးတော့ဒီဈေးမတန်ဆပေါ့နော်ပေးရတာမျိုးကြီးလည်းရှိလာနိုင်တယ်အခုတချို့နေရာတွေမှာဆိုရင်အဲ့လိုတိုက်ပွဲပြင်းထန်ပြီဆိုတာ ਨੇ အဲကိုကျိုးရှာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော်ပေါ်လာတယ်အဓိကတော့စီတွေပြက်လက်ပြီဆိုတာ ਨੇ စီတွေကိုတူလောင်ပလိုက်တယ်တူလောင်ပြီးရတဲ့စီတကာလန်းကို အဲ3သိန်းလောက်ကြားတဲ့နေရာမှာ5 6သိန်းနဲ့ရောင်းတာမျိုးဒါဥမာအနေနဲ့ပြောတာပေါ့နော်အဲ့လိုပုံစံမျိုးတွေလုပ်တယ်စန်တဲအိတ်ကို5 6သိန်းကနေပြီးတော့3သိန်းညို3သိန်းခွဲထိရောင်းတာမျိုးဒါမျိုးပုံစံမျိုးတွေလည်းလုံလာနိုင်တာဖြစ်တဲ့အတွက် ဒါလည်းသိထားသင့်တယ်ဗောနော်အဲဒီလိုမျိုးကြိုတွက်ပြီးလှုပ်နေတဲ့စီးပွားရေးသမားတွေကတက်တက်ကိုရှိတယ်အားကြောင့်မလို့ဒါတွေကလည်းမရှိသင့်တဲ့အရာတွေဖြစ်တယ်ဒေါ်လိန်ကိုဥဆောင်နေတဲ့သူတွေအနေနဲ့လည်းဒါအလင်းသင့်တယ်လို့သူတို့တွေသတိပေးနေတာတွေရှိတဲ့အတွက်ဗောနော်မလှုပ်သင့်ဘူးဆိုတာကိုလည်းပြောချင်တယ်ဗောနော်နောက်တစ်ခုကတော့ဒါကြောင့်အတွင်းထဲကနေသိရတဲ့သတင်းဗောနော်အဲ့ဒါဘာလဲဆိုတော့ဒါဆိုးဝင်းရာဗောနော်နမခတိုင်းမှုကိုဒါနမခနေမြေတွေကလေးကအဲအချို့နေရာတွေမှာဗောနော်အချို့နေရာတွေမှာ ဒီခုနလိုသူအနေနဲ့စိုးမိုးနိုင်မှုမလုပ်နိုင်တဲ့အတွက်ပေါ့နော်စစ်ကြောင်းထိုးတာမျိုးတွေလေကြောင်းတိုက်ခိုက်မှုတွေဒီလောက်လုပ်နေတာတောင်မှပဲစိုးမိုးမှုမလုပ်နိုင်တဲ့အတွက်ဆိုပြီးတော့သူဖုန်းဆက်ပြီးတော့ဗီဒီယိုကောနဲ့ဗီဒီယိုကောနဲ့ဆဲတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းသိရတယ်ပြီးတော့ဒီနေရာဒေသတွေမှာပေါ့နော်သူကအဲလေကြောင်းတိုက်ခိုက်မှုရောစစ်ကြောင်းထိုးဖို့အတွက်ကိုရောပြီးရင်ခုနလိုပေါ့ပါမော်တာလိုဟာမျိုးတွေနေရာအစားသူက ထောက်ပံ့မှုပေးထားတယ်အဲ့ကြားထဲမှာကိုပဲအခုရင်နှန်းနေဖြတ်ပြီးတိုက်ခိုက်ခံရတာရှိတယ်နေမည်စိုးမှုမှုမရတာမျိုးရှိတယ်ဗောနော်အဲ့ကြဘလို့မှအဆင်မပြေလို့ဆိုပြီးတော့သူဒေါသထွက်ပောက်ပွဲပြီးတော့ဒီနမခတိုင်မှုကိုဆဲဆူနေတယ်ဆိုတဲ့ဟာမျိုးဗောနော်ဒါပြောရရင်တော့ဗျာထုံးစံတိုင်းမင်းမလုံနိုင်ဘူးလားဗာလားညာလားဆိုတဲ့အဆင်နေရောက်လာနေပြီဗောဘာလို့ဆိုတော့အခုရက်ထဲမှာကိုပဲဒီနမခပြစ်ခတ်ခံရတာရှိတယ်အဲ့ဒီကနေထွက်လာတဲ့ရင်နှန်းနေတိုက်ခိုက်ခံရတာရှိတယ်အဲ့ဒီကိုသွားတဲ့ရင်နှန်းနေလည်းတိုက်ခိုက်ခံရတာရှိတယ် ောက်တစ်ခုကဒီကောင်နေရဲ့လောက်ရက်တွေကိုဖော်ထုတ်နိုင်တာပေါ့နော်အဓိကတော့ဒီပါရမူတာတွေနဲ့ဘုံကျက်တိုက်ခိုက်တဲ့အခါပြည်သူတွေထိခိုက်ဒဏ်ရာရတာရှိတယ်အဲ့ဟာမျိုးတွေကြောင့်မလို့သူ့မှာ PR တွေများပြီးတော့အခုဆိုပြုတ်လူဆဲဆဲနေထားပေါ့ပြောရရင်တော့စစ်တုံးမန်းဆိုတဲ့ကောင်ကဒါပဲလုံနိုင်ပါဆိုတဲ့ဟာမျိုးကိုတော့ဒါတော်လိုင်းတက်ဖွဲ့တွေတိသွားတာပေါ့ဗျာ ။ဘာဖြစ်ဖြစ်ဒီနေရာဒီဒေတာတွေကိုလည်းထပ်ပြီးတော့ PR ပေးဖို့အတွက်သူတို့တွေစူးစမ်းနေတယ်ဆိုတာကိုသိစေချင်လို့ဒါမျှဝေပေးတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒါရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာပေါ့နော်။အဲဘာပါမင်းအောင်လိုင်းဒီတလောင်းစားကဘာပြောလဲဆိုတော့ဒါစစ်ဘက်အရက်ဘက်အရာရှိကြီးတွေကပေါ့နော်။ရွေးကောက်ပွဲဝင်ကျင်တဲ့သူတွေပေါ့နော်။အဲ့လိုလူတွေကသူတို့ဒါစည်ရင်းနေပေးသွင်းဖို့အတွက်ကိုမင်းအောင်လိုင်းပြောတယ်။ပြီးရင်အဲ့ဟာလိုမျိုးဒါစည်ရင်းပေးသွင်းပြီးတော့ဝင်ပြိုင်မယ်ဟဲ့ဆိုတဲ့အခါကျရင်ချက်ဖို့ပါတီနဲ့ချိတ်ဆက်ပြီးတော့လောက်ရမယ်လို့ပြောတယ်ပေါ့နော်။တကယ်ကိုရည်စရာကောင်းတဲ့အကွက်ကြီးပေါ့နော်။ ။ပြီးတော့ဒါဆန္ဒပြုတဲ့သူတွေကသူကလက်ရှိတာဝန်ကနေနားရမယ်ပေါ့နော်။အဲ့မှာလက်ရှိတာဝန်ကနေနားရမယ်ထဲမှာလက်ရှိတာဝန်တန်းဆောင်နေတဲ့ဒါဗိုလ်ချုပ်ကြီးတွေဒုတိယဗိုလ်ချုပ်ကြီးတွေပြီးတော့အရန်အင်အားကဒါစစ်ဗိုလ်ချုပ်တွေကဆက်ပါတယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော်။အဓိကပြောချင်တာအဲ့ဒါအဲအရန်အင်အားဆိုတဲ့ကိစ္စပါလာတယ်။တေချာပေါက်ကျွန်တော်တို့အဲ့အဲ့ဒီခေါင်းစဉ်ကိုကျွန်တော်ကြည့်လိုက်တဲ့ချိန်မှာဒီအရန်အင်အားဆိုတဲ့ဟာပါမယ်ဆိုတာကိုကျွန်တော်တေချာပေါက်သိတယ်။ဘာလို့လဲဆိုတော့ရှေ့မှာသူစိတ်တိုင်းမကြလို့ဆိုပြီးတော့အကြောင်းမျိုးပြပြီးတော့သူဖယ်ရှားခဲ့တဲ့စစ်ဗိုလ်ချုပ်တွေအများကြီးရှိတယ်။ တတ်မှတ်မှုတွေပဲဖြစ်ဖြစ်ကာစတာမှုတွေပဲဖြစ်ဖြစ်ပေါ့နော်အရေးယူခဲ့တဲ့ကောင်တွေလည်းအများကြီးရှိတယ်ပြီးရင်အရင်အရပို့လိုက်တဲ့ကောင်တွေအများကြီးရှိတယ်အဲ့ကောင်တွေအကုန်လုံးကမကျေနပ်ဘူးဘာဖြစ်လို့လဲဆိုတော့ तू တချို့ဒီဖယ်ရှားဖို့အတွက်လှုပ်တဲ့ခါမှာဒီကောင်ကခေါင်းစဉ်တက်တာတွေရှိတယ်အဲ့ခေါင်းစဉ်တွေကဘာလဲဆိုတော့လက်ပေးလက်ယူလို့အဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်လက်စားလို့အဲအဲ့လိုမျိုးပုံစံမျိုးနဲ့ခေါင်းစဉ်တက်ပြီးလှုပ်ချပလိုက်တဲ့ကောင်တွေအများကြီးရှိတယ်အဲ့ကောင်ကြီးရဲ့စိတ်ထဲမှာဘာတွေးနေမလဲဆိုတော့ဟာငါတို့ကဒါဒီလိုလုပ်တာမင်းကငါတို့ထက်ဆိုးတယ်ဆိုပြီးတော့သူတို့အတွေးမှာရှိပြီးသား ဘာလို့လဲဆိုတော့အဲ့အစ်စ်နေတိရောက်သွားပြီဟေးဆိုတဲ့ခါကျရင်အကုန်လုံးကမှုန်မှုန်ချင်းချင်းမြင်တယ်အကုန်လုံးကသူ့အကွက်နဲ့သူရှိပြီးသား viewer မှုဆိုတဲ့ကောင်ကတက်မှမှုဘာလို့နေလဲဆိုတဲ့ဟာကိုသိတယ်လို့ပေါ့ဗျာအဲ့တော့ကြတော့ခုနကလို့ customer မှုဆိုတဲ့ကောင်ကလည်းဒီမင်း online ဘာလို့နေတယ်လဲဆိုဝင်ဘာလို့နေတယ်လဲဒီကောင်တွေကဘယ်ကနေပတ်စံရနေတယ်လဲဘလို့မျိုးကိုကျိုးရှာနေတယ်လဲဘလို့အကွက်တွေသုံးတယ်လဲဘလို့မျိုးတရားမဝင်လုပ်ငန်းတွေကိုခွင့်ပြုပေးနေတယ်လဲဆိုတဲ့ဟာကိုအကုန်သိတယ်အဲ့တော့ကြတော့အမီးလန့်ချိုးမဲ့အကွက်တွေကဖြစ်ကိုဖြစ်လာမှာသူတို့ကလည်းတေးထားမှာသူတို့ကလည်းသူရဲ့ချမ်းသာစီးစိမ်ကြွယ်ဝမှုတွေကိုခုနလိုမျိုး ပိတ်သိမ်းတာမျိုးတွေတင်းစီပလိုက်တာမျိုးတွေပြီးတော့အနိုင်ကျင့်ပြီးတော့ဗောနော်အာလက်ရှိယာတို့ကနေဖယ်ရှားပြီးတော့အရန်ရပို့လိုက်တာမျိုးတွေကိုသူတို့ကလည်းတေချာပေါ့မကြိုက်ငါကြိုက်တာဖြစ်တဲ့အတွက်တနည်းနည်းနဲ့သူတို့ပြန်ခံစားရမှာကိုသိတဲ့အတွက်ဗောနော်မင်းအောင်လိုင်ကတစ်ဖက်လက်နဲ့ဒါနှစ်သိမ့်တာလို့ဒါကျွန်တော်ယူဆဘာလို့လဲဆိုတော့ပြင်သူ့အတွက်ကအကျိုးများတယ်လေကြံ့ခိုင်အင်းကပေးတဲ့မဲလည်းရမှာစစ်တပ်ကပေးတဲ့မဲလည်းရမှာအဲ့ကြံ့ခိုင်အင်းကောင်နေဆိုတာကလည်းအခုနောက်လိုမျိုးပဲစစ်တပ်ကသွားတဲ့ကောင်နေပဲဖြစ်မှာ ပြီးရင်သူပြောသွားတာရှိသေးရပါလေ။ဒါဝန်ထမ်းတွေကပေါ့နော်နိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီးတော့ဒါလက်မှတ်ထိုးခိုင်းတာရှိတယ်။အဲ့ဒီဟာကိုလက်တလုံးကြားနဲ့သူပါလို့သွားလေ။ဒီလက်ရှိယာဒုတာဝန်ရကနေနားရမယ်။ပြီးမှဒီရွေးကောက်ပွဲကိစ္စကိုဝင်ပြန်ရမယ်ဆိုပြီးတော့ပြောတာရှိ။လက်အနေငယ်လို့မှနားရမယ်ပေါ့နော်။အဲ့ဒါဒါလက်တလုံးကြားလှုပ်တာပဲ။အဲ့လိုမျိုးလှုပ်လိုက်တာသူတဘာမထူးလေဒီလူကဒီလူပဲသူ့လူကသူ့လူပဲသူ့ခိုင်းတဲ့အတိုင်းလုံးမဲ့ကောင်းမယ်အဲ့တော့ကျတော့သူကမဲနိုင်မှုအတွက်ကိုလုံးဝအကုန်လုံး ရှိသမျှအကြံဉာဏ်အကုန်သုံးတာပေါ့နော်အဲ့တော့ပြောချင်တာဝင်ကြီးဌာနအစဒီဂောဘကအဆုံးဒီကောင်လေးလူလေးကြီးပဲအဲ့လိုကောင်မျိုးတွေနဲ့ तू ကပြိုင်မအောင်တော့မှ तू ကရှုံးမှကြောက်နေသေးတယ်အော်ကြတကယ်ရည်စရာကြီးပေါ့နော်အချုပ်အနေနဲ့ပြောရရင်မင်းအောင်လိုင်ကအခုကဒါထုတ်လို့ရေးလဲ तू ပဲဒါရိုက်တာလဲ तू ပဲတရုပ်ဆောင်လဲ तू ပဲအကယ်ဒမီပေးတာလဲ तू ပဲအကယ်ဒမီယူတာလဲ तू ပဲပေါ့နော်အကုန်လုံးအကုန်လုံး तू ပဲစုစည်းပြီးတော့ तू ပဲဒါနိုင်အောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ကြတော့ဒါတောင်မှပဲ तू ကရှုံးမှကြောက်နေသေးတယ် အဲ့တော့ဒါဘလိုပဲဖြစ်ဖြစ်ပေါ့နော်အဲသူ့အနေနဲ့သူဘာပဲလုပ်လို့ဒေါ်လန်ကြီးကတော့ဆက်ပြီးတော့ fight နေဦးမှာပဲပေါ့နော်အဓိကတော့ဒေါ်လန်ကြီးနိုင်မှုအတွက်ကိုအဲဒေါ်လန်ကြီးတပ်ဖွဲ့ဝင်တွေရောဒေါ်လန်ပြည်သူတွေရောဆက်ပြီးတော့စူးစမ်းနေဦးမှာပဲဒီကောင်လှုပ်တဲ့အကွက်တွေကလုံးဝရည်စရာဟာတာတွေဖြစ်နေသလိုကလေးကွက်တွေပေါ့နော်ဒါပေမဲ့တစ်ချက်ပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်လည်း ဒီကောင်ကလုံးဝသူဖြစ်ချင်တဲ့ဟာကို तू ကမတရားနီးနဲ့ကောတရားတဲ့နီးနဲ့ကောတရားတဲ့နီးရတော့မရှိပါဘူးအဲ့လိုမျိုးမတရားနီးဘောင်းစုံတုံးပြီးတော့ तू က तू ဖြစ်ချင်တဲ့ဟာကို तू မရရအောင်လုပ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီဘက်ကတော်လန်ပြည်သူတွေရောတော်လန်တပ်ဖွဲ့ဝင်တွေရောကဒါသတိပြုသင့်တယ်ပေါ့နော်ဒီကောင်ကအမြဲနဲ့ဒီဇိုင်းမမတ်နဲ့ तू လုပ်ချင်တဲ့ဟာကိုရအောင်လုပ်နေတယ်အဲ့တော့ငါတို့ဒီဘက်ကဘာလုပ်သင့်တယ်လဲဆိုတဲ့ဟာမျိုးကိုစဉ်းစားသင့်တယ်ကျွန်တော်အခုလိုမျိုးလောင်ပြောင်နာရှိမောတာဒါတပိုင်းပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေမပြီးဘဲနဲ့ပေါ့နော်အဲ့ထက်ပိုတဲ့ ကျွန်တော်တို့ဒါလှုပ်ဆောင်မှုအပိုင်းတွေမှာဘာတွေလှုပ်တင်တယ်လဲဘယ်လိုမျိုးတွေလူထုကိုချပြတင်တယ်လဲလူထုပါဝင်ခွင့်ရအောင်ဘာတွေပြောပြတင်တယ်လဲအဲပါဝင်ခွင့်ရအောင်ဘယ်လိုတွေစီစဉ်တင်တယ်လဲဆိုတဲ့ဟာမျိုးတွေကိုလည်းဒါအုပ်ဆောင်သူတွေအနေနဲ့ဒါသိတင်တယ်ပြောတင်တယ်ချပြတင်တယ်လှုပ်ဆောင်တင်တယ်လို့ဒီနေရာနေကြံပြူချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်